ဒီနေ့မှာတော့ကမ္ဘာနိုင်ငံရေးနဲ့ဤပညာလောကရဲ့အလှည့်အပြောင်းအလဲသုံးခုကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးပွဲမှာသမရထရိုက်ရဲ့28ချက်ပါငင်းချင်းရေးစီမံကိန်းဟာယူကရိန်းအတွက်ထပ်ပေါက်လာ။ဒါမှမဟုတ်နိုင်ငံပြောက်သွားစေမဲ့ထောင်ကျောက်တစ်ခုလား။ယူကရိန်းသမရအနေနဲ့9ရက်အတွင်းအဆုံးဖြတ်ပေးရမယ့် DPR ရဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။ ဒုတိယတစ်ခုကတော့ဘရာဇီးမှာကျင်းပတဲ့ COP 30ညီလာခံမှာရည်နံချမ်းသာတဲ့နိုင်ငံတွေရဲ့ကစားကွက်တွေကြောင့်ကမ္ဘာကြီးနာမကျန်းမှုဖြစ်နေရတဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသမှာလျှက်စစ်က EV ကားတွေကဘာကြောင့်အလုပ်မဖြစ်ရတာလဲဆိုတဲ့အချက်တွေကိုပါဗဟုသုတရပွဲတင်ဆက်ပေးကောင်းမှာပဲဖြစ်ပါတယ်။ကဲပထမဆုံးအနေနဲ့လက်ရှိကမ္ဘာအာရုံအဆိုင်မှုအခမ်းအနားဆုံးဖြစ်တဲ့ဂျနီဗာဆွေးနွေးပွဲနဲ့ထရက်ရဲ့စီမံကိန်းအကြောင်းကိုအရင်ဆုံးလေ့လာကြည့်လိုက်ရအောင်။ သမားအတွက်ရဲ့ငင်းချမ်းရေးစီမံကိန်းဆိုင်ရာအကြီးအကဲအချက်တွေကယူကရိန်းအတွက်ခါတိတဲ့ငင်းချမ်းရေးမူကြမ်းများလားတတိယအရာထွက်ပေါ်လာတဲ့28ချက်ပါအစီအစဉ်ကယူကရိန်းအတွက်လက်နက်ချအရှုံးပေးတာနဲ့တူနေကြောင်းဝေဖန်မှုတွေလည်းရှိနေပါတယ်အကြီးအကဲပါဝင်တဲ့အချက်တွေကတော့နယ်မြေစုလို့ရခြင်းပါရုရှားသိမ်းပိုက်ထားတဲ့ Donbas အပါအဝင် နေမည်များကို ယူကရိန်းကတရယဝင်စွန့်လို့ရပဲရှိပါတယ်။နောက်တစ်ခုက NATO အဖွဲ့ကိုမဝင်ရခြင်းပါ ယူကရိန်းက NATO အဖွဲ့ဝင်ဖြစ်ရေးကိုကြိုးပမ်းမှုကိုစွန့်လို့ပြီးဂျာနီနိုင်ငံအဖြစ်သာနေထိုင်ရပါမယ်။ဒါ့အပြင်ယူကရိန်းစစ်တပ်ရဲ့အင်အားကိုလည်းကန့်သတ်လျှော့ချရပါမယ်။ယူကရိန်းအနေနဲ့ဒီစီဇန်ကိုလက်မခံဘူးဆိုရင် American စစ်ရေးအကူအညီများထပ်တောက်မယ်လို့လည်းဖိအားပေးထားပါဗျ။ သမရဇလန်စကီအနေနဲ့ဒီစီစဉ်ကိုလက်ခံမလားလက်မခံဘူးလားဆိုတာကိုဆုံးဖြတ်ဖို့က Thanksgiving နေ့ဇာတာရင်းနေ့အချိန်သာအချိန်ရမှာဖြစ်ပါတယ်။လင်းနေ့ဇာစစ်ပွဲနဲ့နိုင်ငံရဲ့အချုပ်ချာအာဏာကိစ္စကို9ရက်အတွင်းဆုံးဖြတ်ခိုင်းတာကကြီးမားတဲ့ PR ပဲဖြစ်ပါတယ်။ American နိုင်ငံသားရေးဝန်ကြီး Marco Rubio ကဒီမူကြောင်းကိုလက်ရှာတို့ရဲ့လူအင်ဆန္ဒစင်ရင်လို့ဝေဖန်ခဲ့ပေမဲ့ Incuro ကတော့ American ရေးဆွဲတဲ့ plan လို့အတည်ပြုထားရအစိုးရအသိမူဝါဒညှိနှိုင်းမှုအားနည်းနေပုံပေါ်ပါတယ်။ EKUK ဖြစ်တဲ့နဲ့ဂျာမနီတွေကလည်းဒီစီစဉ်ကိုတော့မနစ်သက်ကြပါပဲမဖယ်ချရေးကြပါဘူးအမေရိကမှာပါပဲရုရှားကိုဆက်လက်တော်လှန်မှုမဖြစ်နိုင်ကြောင်းနားလည်ထားတဲ့အတွက်ဒီမူကျန်းကိုစွန့်ငွေအခြေခံအချက်ဖြစ်တာလက်ခံထားရပါတယ်ယူကရိန်းအတွက်ကတော့လမ်းပျောက်တယ်လို့ပါပဲ နောက်ခံမယ်ဆိုရင်နေမီဆုံးရှုံးမယ်ကိုတိတ်ခါကြမယ်နေတိုးအကာအကွယ်မရှိတဲ့အတွက်အနာဂတ်မှာလည်းရုရှားကခက်မှန်ကျူးကျော်လာမယ်ဆိုရင်ကာကွယ်နိုင်မှာမဟုတ်သလိုလုံခြုံရေးအာမခံချက်လည်းမရှိပါဘူးလက်မခံမှုဆိုရင်လည်းအမေရိကန်ရဲ့အကူအညီပြတ်ပြီးစစ်ရှုံးနေတဲ့အန်ဒီရဲ့ရှိနေပြန်ပါတယ်ဒီသူတွေရဲ့ဆိုရင်မူကတော့ ဒီလိုပိတ်ဆို့မှုတွေကိုဖယ်ရှားပေးလိုက်မယ်ဆိုရင်ရုရှားစီးပွားရေးပြန်လည်ထူထောင်ပြီးနောက်နောက်9နှစ်10နှစ်မှာစစ်တပ်ပြန်ဖွဲ့ပြီးတဖန်ပြန်တိုက်မှာကိုယူကရိန်းပြည်သူတွေကတော့အစိုးရေဆုံးဖြစ်နေကြပါတယ်။နေမြေသိမ်းပိုင်းမှုကိုနိုင်ငံတကာကအတိအမှတ်ပြုလိုက်ခြင်းကအင်အားကြီးသူအနာရတယ်ဆိုတဲ့ခင်ဟောင်းဝါဒကိုပြန်လည်တပ်ဝင်စေနိုင်ပါတယ်။စစ်ပွဲရက်သွားပြီးငြိမ်းချမ်းရနိုင်ပြီမဲ့ကျူးကျော်သူကအနာရသွားတဲ့အတွက်တရားမျှတမှုပြောင်းဆိုသွားမယ့်အခြေအနေလည်းဖြစ်နေပြန်ပါတယ်။ နိုင်ငံရေးပွဲပြီးတော့ကမ္ဘာအသက်အနည်းငယ်နဲ့အင်ဆိုင်နေရတဲ့ယာဒီဥတုပြောင်းလဲမှုဘက်ကိုကြည့်ကြမယ်။ဘရာဇီးနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ COP30 ယာဒီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်တဲ့သတင်းကိုအခြေခံပြီးတော့ဗဟုသုတရစီယာသင်ခန်းစာယူစီယာအချက်တွေနဲ့ပေါင်းဆက်သုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲရဲ့အကြီးမားဆုံးဟာခွက်ကတော့သဘောတူညီချုပ်စည်းရုံးထဲမှာကြောက်မီသွေးရေနံသဘာဝတက်ငွေသုံးစွဲမှုကိုရှင်းချရက်တက်မယ်ဆိုတဲ့သကလုံးလုံးဝပမလာခြင်းပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုဒီအာရေဗျာလိုရေနံချမ်းလာတဲ့နိုင်ငံတွေကသူတို့ရဲ့စီးပွားရေးထိခိုက်မှာဆိုလို့ဒီစကလုံးကြီးထည့်သွင်းတာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။ရာသီဥတုပြောင်းလဲမှုရဲ့အဓိကတရားခံက ရုပ်ကျွင်းလောင်စာတွေဖြစ်ပေမဲ့စီးပွားရေးအကျိုးမြတ်ကတဘာဝပတ်ဝန်းကျင်ထက်ပိုအရေးပါနေသေးတယ်ဆိုတဲ့အချက်ကတော့ oneness ရာအမှန်တရားတစ်ခုပါပဲ။သိပ္ပံပညာရှင်တွေကပါရီသဘောတူညီချက်အရကမ္ဘာအပူချိန်နှစ်တက်မှုကို3.5ဒီဂရီဆန်စီယံထက်မကျော်အောင်ခိန်းဖို့တတိပေးထားပါတယ်။လက်ရှိသဘောတူညီချက်တွေနဲ့လှုပ်ဆောင်ချက်တွေကအလွန်နှေးကွေးနေတဲ့အတွက်ဒီရင်မှန်းချက်ကိုမှီဖို့နောက်ကျနှုန်းနေပြီလို့ပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ရာသီဥတုဖော့ပြန်မှုကြောင့်ပင်လယ်ရေနဲ့နေပြည်တော်မြေတက်လာမယ်ဆိုရင် ကျုံးနိုင်ငံငယ်လေးတွေကမြေပုံပေါ်မှာပြောက်ခွေသွားနိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒီသဘောတူညီချက်တွေမှာဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ရာသီဥတုဆိုင်ရာငွေကြေးထောက်ပံ့မှုကိုသုံးစတိုးမြှင့်ပေးမယ်လို့ပါရှိပါတယ်။ချမ်းသာတဲ့နိုင်ငံတွေဟာရာသီဥတုပြောင်းလဲမှုကိုအဓိကဖြစ်စေခဲ့တဲ့သူဖြစ်တဲ့အတွက်ရာသီဥတုတန်ကို ခံစားနေရတဲ့ဆင်းရဲတဲ့နိုင်ငံတွေကိုရောကျေးတပေါ်မျိုးငွေကျေးထောက်ပံ့ပေးဖို့တောင်းဝန်ရှိပါတယ်။ဒီနေရာမှာမေကွန်းထုတ်เสียရှိပါတယ်။အရင်နှစ်တွေကလည်းကတိတွေပေးခဲ့ပေမဲ့လက်တွေ့မှာငွေတွေရောက်မလာတာကများပါတယ်။ဒါကြောင့်ကတိသာရှိပြီးအလုံးမဖြစ်တဲ့ပုံစံမျိုးပဲဖြစ်နေရပါ။ DCOP ဆွေးနွေးပွဲလုပ်ငန်းစဉ်ကထိရောက်မှုရရှိရလား။နိုင်ငံပေါင်း200လောက်စုပြီးတင်ကြီးတညွတ်တဲ့သဘောတူညီချက်ရဖို့စ조사တာကတကယ်ပဲထိရောက်ရလားဆိုတာကမေးခွန်းထုတ်เสียဖြစ်နေပါတယ်။နောက်ဆုံးအနေနဲ့ကတော့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသရဲ့လ စ်စစ်က EV ကအသုံးပြုမှုအခြေအနေကကြုံတွေ့နေရတဲ့စိန်ခေါ်မှုနဲ့ဤပညာဆိုင်ရာအသိပညာဗဟုသုတတွေကိုသုံးသပ်တင်ပြပေးလိုက်ပါတယ်။အိန္ဒိယအစိုးရက2030ခုနှစ်မှာကားအသစ်ရောင်းချမှုရဲ့30ရာခိုင်နှုန်းကိုလျှက်စစ်ကား EV တွေဖြစ်လာစေဖို့အရင်မှတ်ထားပါတယ်။ပြည်내တော်တော်များများမှာ EV 30မှ100ရာခိုင်နှုန်းလောက်ထိရှိလာပါပြီ ဒါပေမဲ့ကာရှမီးယားဒေသမှာတော့ EV သုံးဆွဲမှုက400ခိုင်နှုန်းအောက်သာရှိပါသေးတယ်။ CR တွေကလည်းအများအားဖြင့်3ဘိတ်အ9ရေလေးလေးသာဖြစ်နေပြီးကိုပိုင်ကအသုံးပြုမှုအလုံးနေနေပါသေးတယ်။ရာသီဥတုနဲ့နီးပညာဆိုင်ရာအကန့်အသတ်များကြောင့်လည်းဖြစ်ပါသေးတယ်။ ဒီချက်က EV ကားရဲ့အကြောင်းကိုလစ်လာနေသူတွေအတွက်ဗဟုသုတရစရာအချက်ပါ။ Kashmiria လို့ဒေသတွေမှာ EV ကားတွေဘာကြောင့်အလုံးမဖြစ်သေးရလဲဆိုတာကိုသိပ္ပံနည်းကြတွေ့ရှိရပါတယ်။ Kashmiria ရဲ့ဆောင်းရာသီအပူချိန်က -8°C အထိကျဆင်းနေရှိပါတယ်။ EV တွေမှာသုံးတဲ့ lithium ion battery တွေကအအေးလွန်ခဲ့ရင်စွမ်းဆောင်ရင်ကျဆင်းတတ်ပါတယ်။အအေးတန်ကြမောင်းနေနိုင်တဲ့ခရီးအကွာဝေးဟာ20ရာခိုင်နှုန်းလောက်ထိ short ချသွားနိုင်ပါတယ်။တောင်ပေါ်ဒေသဖြစ်တဲ့အတွက်တောင်တက်လန်တွေမှာစွမ်းအင်ပိုသုံးရသလိုအာသွင်းယုံရှာမရမှာကိုစိုးရိမ်နေစိတ်ကပြည်သူတွေကြားမှာကြီးမားနေပါဗါ။အကြီးကအာသွင်းယုံနေပါတာပါ။တခြားပြည်နယ်တွေနဲ့ရှင်ရင် charging station အလုံးနေပါပါသေးတယ်။ မျိုးတော်စရိနာကမှတော့အများပြည်သူသုံးအားသိယုံက10ခုလောက်ပဲရှိပါသေးတယ်။ဆောင်းနှင်းမှာမကြာခဏမီးပြတ်လေးရှိတာကြောင့် EV ကားတွေကိုအားသိမှုစိတ်မချရတဲ့အခြေအနေလေးဖြစ်နေပါဗျ။ခြုံငုံသုံးသပ်ရမယ်ဆိုရင် Kashmir Data ကစီစည်းကြီးမြင့်မှုနဲ့ လေတုညဉ့်ညံမှုပြဿနာတွေရှိနေတဲ့အတွက် EV ကားတွေကမဖြစ်မနေလိုအပ်တဲ့ဒေတာတစ်ခုပါ။ဒါပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကဦးစားပေးအဆင့်မရောက်နေသေးတာကိုတွေ့ရပါတယ်။အစိုးရအနေနဲ့အခွန်လျှော့ပေါပေးတာမျိုးချင်းငွေပေးတာတွေလုပ်နေပေမဲ့လက်တွေ့မြေပြင်မှာလိုအပ်နေတဲ့အားသွင်းရုံကုန်ရက်တွေနဲ့ကိုက်ညီတဲ့မူဝါဒ policy တွေကိုမဖြစ်စေပေးနိုင်သမျှကာလကတော့ Kashmir ရဲ့ EV အိမ်မက်ကဝင်းနေအောင်ပါပဲဖြစ်ကြောင်းသုံးသပ်ရပါတယ်။ဒီဗီဒီယိုကနေမိတ်ဆွေတို့အတွက် ွက်အသိပညာဗဟုသုတတကူကူရရှိခဲ့မယ်ဆိုရင် like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံရေးရဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။